မင်္ဂလာပါရှင်ရန်ကုန်ကိတ္တချန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဒေါ်လိုင်းဖွဲ့ရီတိုင်းသားများအလုံးစူးစီးညီညွတ်မှုနဲ့အမှန်တရားပေါ်ရည်တည်ပြီးအောင်ပွဲရတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIU KIU ဩဂတာဘိုးချုပ်စီအင်ဘလာကတိုက်တွန်းမြမနိုင်ငံမှာဒေါ်လိုင်းဖွဲ့ရီတိုင်းသားတွေအလုံးစူးစီးညီညွတ်မှုနဲ့အမှန်တရားပေါ်ရည်တည်ပြီးအောင်ပွဲရတဲ့အထိဆရာနာရှင်ကိုဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KIU KIU ကတာဘိုးချုပ်ကြီးအင်ဘလာကတိုက်တွန်းပြောဆိုရင်ယနေ့ကြောက်တဲ့65နှစ်များ 65နှစ်ပြည့် KIO ထိမ့်မမိတ်ကောမှာ KIO KIO ကထအပေါ်ကျုပ်ကြီးအင်ဘန်လာကအထက်ပါတိုင်းပြောဆိုသွားခြင်းဖြစ်ကြောင်းကချင်သတင်းမြစ်ကဥက္ကဋ္ဌမိတ်ကုံကိုမြန်မာဘာသာသို့ပြန်ဆိုရှင်းပြခြင်းဖြစ်ပါတယ်။သူပြောတာကအခုချိန်မှာကချင်လူမျိုးတွေရောတိုင်းဒေသပေါင်းစုံတိုးလက်တွေပြီးစစ်စစ်လုံးလုံးညီညီညွတ်ညွတ်နဲ့မှန်ကန်တဲ့ရည်တည်ချက်နဲ့မြစ်တော်ပြလက်တွေခေါ်ပြီးတော်လိုင်းကိုလက်တွေပြီးအောင်ပွဲရရဒေတာရမယ်။အားလုံးတူတူညီညီညွတ်ညွတ်နဲ့သွားရမယ်။ကိုစုံရင်တော်လိုင်းဖွဲ့ရများကြီးရှိတယ်။ ဒါရီအားလုံးစုစည်းညီညွတ်ရမယ်နိုင်ငံရေးစီရင်ချိန်ညှိပြီးဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတာကိုဥက္ကဋ္ဌကပြောထားတယ်လို့ကချင်သတင်းမြစ်ကရှင်းပြတယ်။ထို့ပြင်တိုင်းပြည်ငြိမ်းချမ်းအတွက်ဆင့်ဆက်ဆွေးနွေးလမ်းကြောင်းကိုသွားမည်ဖြစ်တော့လဲစစ်တပ်ရွေးကောက်ပွဲကြောင့်ရွေးကောက်ပွဲကိုထောက်ခံသူနဲ့ကံကွက်သူအဖွဲ့ချင်းတို့ခုကွဲသွားပြီးညှိနှိုင်းလမ်းကြောင်းဝေးကွာတဲ့ပြည်တွင်းစစ်လဲကြာရှိမီကိုစိုးရင်ကြောင့်ဗိုလ်ချုပ်ရှင်းအင်ဗန်လာကပြောဆိုတယ်။ ကရယောကရယောကတာကဆွန့်လွတ်ပေးဆက်ခဲ့ရတဲ့အသက်သွေးချင်းခန္ဓာအစိပ်ပိုင်းနဲ့ပွားရည်အလဲအသက်မဖြစ်စေအတွက်တော်လည်းကိုအောင်မြင်တဲ့အထိဆက်လက်တိုက်ပွဲဝင်ရှောက်လန်းရမယ်လို့ဂရီဘေးပြောဆိုသွားကြောင်းသိရတယ်။ကရယောကရယောစတင်ချိန်ကလက်လုံတနက်နဲ့စတင်ခဲ့တော့လည်းယခုချိန်မှာဆက်တနက်နဲ့တိုက်ပွဲဝင်နေကြောင်းကချင်တော်လည်းမှာအလုံးနဲ့ဒုလက်တွဲဆိုင်ခဲ့ပြီးစီရင်တဲ့နိုင်ငံရေးမှာနောက်ဆုံးချိန်မရှိဘဲရှေ့သို့တိုးနေကြောင်းဘုရားသခင်ကိုကျေးဇူးတင်ပြီးကရယောကရယောဖွဲ့ဝင်အလုံးကိုလည်းကျေးဇူးတင်ကြောင်းဩဂတာကထည့်သွင်းပြောဆိုတယ်။ ဆက်လက်ပြီးတသက်ခိုင်ကိုကြွေးပြန်ရှိနေတဲ့အချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းပြမပေးဖြစ်စစ်တနာကရွေးကောက်ပွဲကော်မရှင်ကကြေညာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ကိုကြွေးပြန်ရှိနေတဲ့အချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းပြကနေပယ်ဖျက်လိုက်ကြောင်းစစ်တနာကရွေးကောက်ပွဲကော်မရှင်ကကြေညာတယ်။ရန်ကုန်တိုင်းမြို့သားလွတ်တော်မဲဆန္ဒနဲ့အမှန်နဲ့မှအမည်စင်းတင်သွင်းတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ကသက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှေ့ကကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစုံသဖြင့်ကိုယ်စားလှယ်လောင်းဆင်းကပယ်ဖျက်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာတယ်။ ကပိုင်းပြားလက်နဲ့ဆရာဆန်နန်းတောင်ရှိ60ရဲ့ resident အရာစီမံကိန်းကိုတသက်ခိုင်တဲ့အောင်ကျော်ဝင်းတို့ကကမောစာဗန်တန်ကနေငွေကျပ်ဘီလီယံတရာကျော်ချိန်ငှားခဲ့ကြောင်းတို့ရရစစ်တေးရစီဒန့်အင်ယာစီမံကိန်းမှာချိန်မီပြည့်စည်ခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းတို့ပြင်ကမ္ဘောဇာဘဏ်ကနေခြေယူထားငွေကျပ်ဘီလီယံတရာကျော်မှလည်းပြန်လည်ပေးစနိုင်ခြင်းမရှိကြောင်းသိရတယ်။ စစ်တပ်ကပြင်ဆင်လိုက်ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခန်းကပုံမှန်ရှိခါတိပါလွတ်တော်ကိုယ်စားလှယ်ရေးချင်းသက်မှတ်ချက်မှနိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မတင်လျော်တဲ့ပြည်ရန်တာဝန်ခင်ရှင်သူတွေကိုပြတိုင်းရသက်သက်ခိုင်မာကမ္ဘောဇာဘဏ်ကငွေကြက်ပြီးရတရားကြားအကျွေးပြန်ရှိနေပြီးအဆိုပါဥပဒေပုံမှန်နဲ့လည်းညီဆွနေကြောင်းသိရတယ်။သက်သက်ခိုင်ပါဝင်လွတ်တော်ကိုယ်စားလှယ်လောင်း86ကိုလွတ်တော်ကိုယ်စားလှယ်လောင်းရေးချင်းသက်မှတ်ချက်တွေနဲ့မပြည့်မီတဲ့ဖြင့်လွတ်တော်ကိုယ်စားလှယ်လောင်းနေဖြစ်မှာပြပြလိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာတယ်။ ချလာပြီးလောင်းလုံးမှာနေရာစတိုင်တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်ကထိနာပြီးစစ်ပေးဆောင်ပြည်သူတွေကိုလိုက်လံဖမ်းဆီးမှုပြည်သူ30ကျော်ဖမ်းဆီးခဲ့ရတနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာနေရာစတိုင်တိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်တပ်ကထိနာပြီးစစ်ပေးဆောင်ပြည်သူတွေကိုလိုက်လံဖမ်းဆီးမှုပြည်သူ30ကျော်ဖမ်းဆီးခဲ့ကြောင်းဒေသပြည်သူတွေကပြောရင်အော်တိုဘာ21ရက်နေ့ညနေ9:00နာရီကျော်ကမှဂျပန်စစ်တပ်အစ်စ်တင်မော်ပေါ်မှာလိုက်ပါလာတဲ့အင်ရတရာကျော်ပါစစ်တပ်အစ်စ်ကြောင့်လောင်းလုံးမြို့နယ်ကရင်ကြီးရွာကိုစစ်ကြောင်းထိုးဝင်အောင်လာစဉ်တော်လိုင်းတပ်ဖွဲ့ရင်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုတိတိတိုက်ပွဲတွင်ဂျပန်စစ်တပ်ဘက်ကထိနာခဲ့ရသောစစ်သည်မောင်းနှင့်ခလာတရားလေးတန်ကစစ်သားတွေကလက်နက်ကြီးနဲ့ကြေးရတွေကိုရန်တပ်ပစ်ခတ်လျက်ရှိကြောင်းသိရပါသည်။အဆိုပါဂျပန်စစ်တပ်စစ်ကြောင်းကအော်တိုဘောလ20နှစ်နေမှခင်ကြီးရွာမှာကမ်ပဏီကြီးကိုထပ်မံစစ်ကြောင်းထိုးလာပြီးတော်လိုက်တပွင့်နေတဲ့စက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ထိုတိတိတိုက်ပွဲများတွင်ဂျပန်စစ်တပ်ဘက်ကတိုက်ခိုက်မှုများပြားပြီးအထိနာခဲ့ရသောစစ်ကြောင်းကကြေးရတွေကိုဝင်ရောက်စီနေမိမပြုတ်တော့ဘဲတောတောင်များတွင်မှသွာလာနေစဉ်စစ်ပေးတိန်ဆောင်တဲ့ပြည်သူ30ကျော်ကိုတွေ့ရှိကဖမ်းဆီးသွားခြင်းဖြစ်တဲ့ စစ်ကွေးတွေကရွာထဲဝင်တိုက်ပွဲဖြစ်နေလို့အဲဒီကောင်တွေကရွာထဲကိုမဝင်ပဲတောတောင်နေတဲ့ကရှောင်ပြီးတွာလာနေတဲ့အချိန်မှာစစ်ပေးရှောင်ပြည်သူ30ကျော်ကိုတွေ့သွားပြီးတော့ဖမ်းဆီးသွားတာပြည်သူတွေကိုမနေ့ကတော့ပြန်လွတ်လိုက်တယ်ပြောပေမဲ့အတိတော့မပြုံနိုင်သေးဘူးစစ်ကွေးစစ်ကြားလက်ရှိချိန်ထိတောတောင်နေထဲမှာရှိနေတယ်လို့ဒေသပြည်သူတွေကပြောတယ်အဆိုပါဂျပန်စစ်တပ်စစ်ကြောင်းကကင်ဂျီရွာကမ်ပတီရွာမှာပြည်သူတွေပါဝင်ထောင်ထဲချီတော့ပြည်သူတွေဘေးလွတ်အထွက်ပြေးတိမ်းရှောင်နေရပြီးစာနေအခါနဲ့စေဝါလွယ်လျက်ရှိကြောင်းသိရတယ် ဆက်လက်ပြီးစစ်မှုရေးပတ်စင်တင်းတဲ့နေ့ကစစ်သားတွေကိုရာထူးတိုးပေးပြီးစစ်တပ်ထဲမှမထွက်ရင်စီယုံမှုစတင်မကြမီစစ်မှုရန်ကာလနှစ်နှစ်ပြည့်အောင်ပတ်စင်တင်ငါစစ်မှုရန်တပ်သားတွေကိုရာထူးတိုးပေးပြီးတပ်ထဲကနေမထွက်ခွာဖို့စီယုံရေးအတွက်အချက်ပတ်စစ်တပ်ကစတင်လှုပ်ဆောင်နေပြီလို့တပ်တွင်းသတင်းမြစ်တွေထံကနေသိရတယ်စစ်မှုရေးပတ်စင်တင်တွေဟာလာမယ့်ဧပြီလမှာနှစ်နှစ်ပြည့်မှာဖြစ်ပြီးအဲ့ဒီတပ်သားတွေကိုတဆင့်မြင့်နဲ့ရာထူးဖြစ်တဲ့ဒုတိယချက်အဆင့်ကိုတိုးပေးနေတာဖြစ်ပါတယ်ဒါအပြင်စစ်တပ်ကစစ်မှုရန်တပ်သားတစ်တည်းမဝင်ရောက်တော့မှဆိုရင်အားကြောင့်စစ်မှုရန်တပ်သားဟောင်းတွေကိုနှစ်ပြည့်ရနဲ့ လွတ်ပြေးတယ်ဆိုတဲ့ပုံစံမျိုးយ៉ាងလှုပ်ဆောင်နေရဖြစ်တယ်။ဗိုလ်ကြီးစင်ရွာကဆက်လက်ပြီးထွက်ခွင့်ကိုတော့သူတို့ပိတ်မှာမဟုတ်ဘူးပိတ်လိုက်အခြေအနေတွေဆိုကုန်မဲ့စစ်မှုထမ်းတွေကနှစ်နှစ်ပြင်ထွက်ခွင့်ရမယ်ဆိုပြီးဒီနှစ်နှစ်တွင်မှမတည်အောင်ကြိုးစားလာတာနှစ်နှစ်လည်းပြေအောင်မထွက်ရဘူးဆိုလို့ကတော့အရင်စစ်တပ်ပြတ်လို့ထပ်ပြီးပြန်မှအဲ့တော့ယာရုတိုးပြီးတော့တယောစင်ပြောင်းလုပ်တယ်။မင်းတို့ပြန်နေဝင်မဟုတ်တဲ့အရာရှိဖြစ်သွားပြီဆိုပြီးသူတို့ထဲမှာနေချင်းစိတ်ပြောင်းလုပ်တယ်ယာရုတွေတိုးပေးပြီလို့ပြောပါရယ်။အပတ်စဉ်တစ်ခုကိုလူရောက်9000ကျော်စုဆောင်မယ်လို့ကြေညာခဲ့တဲ့စစ်တပ်အနောက်ပိုင်းပတ်စဉ်တွေမှာတော့စစ်မှုထမ်းရထားချက်ပြည့်မီတဲ့အတွက် လူတွေမရတာကြောင့်ပတ်စစ်တကူကိုတက်နေစင်ပါပြီ။ရရင်ဒီနယ်လူငယ်တွေကိုထပ်မံစုဆောင်ပြီးထပ်တိုးရရင်နဲ့ဖန်စီပို့ဆောင်နေလို့သိရတယ်။စစ်တပ်ဟာရထားတွေကားတွေမှာလိုက်ပါစီနေမဲ့လူငယ်တွေရဲ့စင်မှန်သမျှကိုကြိုတင်ရရှိထားကြောင့်ဘူတာယုံကြီးကြီးမရှိမြို့နယ်ကိန်းလေးမှာပေါ်တာဆွဲဖန်စီရတွေကိုမကြကနာလှုပ်ဆောင်နေလို့သိရတယ်။သူကဆက်လက်ပြီးကျွန်တော်အဲ့လိုပြောလို့ဘူတာရီမှာမြဲနေဖမ်းနေရတော့မဟုတ်ဘူးသူတို့အဲ့လောက်ရုပ်ပြက်စင်းပြက်တော့မလုပ်ဘူးမလွင်လွတ်သွားပြီဘာလို့ဆိုတော့လူငယ်တွေကလည်းပေါ့ပေါ့ရွရွပြန်ဖြစ်ပြန်ရောပြီးတော့မှသူတို့တအားလွတ်လာပြီးဆိုရင်ဝုန်းဆိုစော်တက်လိုက်တာ အဲ့ဒီလိုဆိုဖန်နိုင်ပါလို့အခြေအနေတွေကိုပြောပြတယ်။ပြီးခဲ့တဲ့ဩဂုတ်လ3ရက်တုန်းကလည်းစစ်မှုထမ်းခြင်းပေးနိုင်လို့စစ်မှုထမ်းခဲ့ရပြီးနောက်အတုတက်ချက်ဖြင့်ယာရုတိုးလာပြီးစကိုင်းနိုင်တမှုခရိုင်မန်နေတိုင်းတန်ကိုလက်နက်တွေနဲ့တကအလင်းဝင်ရောက်လာရည်လည်းရှိပါတယ်။ဆက်လက်ပြီးရွှေဘိုထီးလင်းနဲ့တန်းဆန်မြို့နယ်မှာစစ်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုပြီးတဲ့ရေဘော်တဲအကြဆုံးစကိုင်းနိုင်ရွှေဘိုမြို့နယ်မှာဂျပန်စစ်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ရပြီးတဲ့ရေဘော်တဲအကြဆုံးကြောင့်ဒေသနေပြည်သူတွေကပြောတယ်။ အောက်တိုဘာ25ရက်မနက်9:39မိနစ်မှာတကြိမ်10:00 10မိနစ်မှာတကြိမ်နဲ့10:00နာရီ17မိနစ်မှာတကြိမ်ရွှေဘုံမြို့နယ်နောက်ကျန်းရှိညောင်ပင်သာကျေးရွာကိုမော်ယာချင်းဆိုင်နောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာတဲ့ဂျီယိုကော့ပတာနှစ်စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်တော်ပြောင်းတော်ပလာ25ရက်နေ့မော်လဲတနားရီ50မိနစ်ကရွှေဘုံမြို့နယ်တပင်းကျန်းကိုမိုးရချင်းဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကတက်လာဂျီယိုကော့ပတာနှစ်စီးနဲ့တက်မှန်ပြီးပုံကျဲတိုက်ခိုက်ရပြည်သူ့ကာကွယ်ရေးဘော်တအုပ်ကြောက်ဆုတ်ခဲ့ကြောင်းသိရတယ် အလောက်တော်အတွပေါ်25ရက်နေ့မိုးလက်တနေ့48မိနစ်ကလည်းတန့်စင်မြို့နယ်တနေရာကိုမော်ရချေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှာတက်လာတဲ့ဂျိုင်ကော့ပတာနစီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်။အော်တိုဝါ24ရက်နေ့မိုးလက်12နာရီ20မိနစ်ချင်းတရောင်းလူတွေကတက်လာတိုက်လေတဲ့စီနဲ့ရောဒေတာတိလင်းမြို့နယ်ရှေ့ကျန်းတနေရာကိုဂျဲဖက်စစ်တပ်လေးကြောင့်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဆောင်လာ၁၆နှစ်ကလည်းတီလင်းမြို့နယ်ရှေ့တောင်ကျပုံတောင်တောင်ပေါ်တနေရာမှာတိုက်ပွဲဖြစ်ပွားခြင်းရှိပဲ ဂျပန်စစ်ကောင်စီတရာအုပ်လီဒါကတလာဂျက်ဖိုင်တာတစ်စီးနဲ့ပုံသီးတုံးစဲကြောက်တိုက်ခိုက်ပြီးထိခိုက်ပျက်စီးမှုချင်းနေသိရှင်နိုင်ဆောင်ဆန်းနေဆဲဖြစ်ပါတယ်။ဆလဘီပြည်အောင်စလို့တော်ကိုစားပြုတ်ကော်မတီက65နှစ်မြောက်ကချင်လွတ်လိုက်ပွဲ KI ဖွဲ့စည်းတူတော်ဇနစ်ကဝင်ကွန်ပျူတာဝင်လာပေးဖို့ပြည်အောင်စလို့တော်ကိုစားပြုတ်ကော်မတီကဒီကနေ့မှကြောက်တဲ့65နှစ်မြောက်ကချင်လွတ်လိုက်ရေးဖွဲ့ဖွဲ့စည်းတူတော်ဇနစ်ကိုကွန်ပျူတာဝင်လာပေးဖို့ကဲလို့တော်ပြန်တယ်။ CIA ဘေးရှိတဲ့ဝင်လာထဲမှာကချင်လွတ်လိုက်ရေးဖွဲ့နဲ့မဟာမိတ်တရားရှိခဲ့နိုင်ငံရေးအတူတက်မှုတွေဈေးရတိတာထင်ရှားတဲ့ အောင်ပွဲနဲ့နေမြေထိန်ချုပ်မှုရရှိထားနိုင်မှုတို့အတွက်ခုံယူလေးစားရလို့ဖော်ပြရတယ်။မြန်မာပြည်သူလူထုတရားလုံးမျှော်မှန်းတောင်းတနေတဲ့စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုတည်ဆောက်ရေးဆိုတဲ့ပြည်လုံးကလေးကဝက်ကိုမမေ့မလျော့ပဲမစုံမနစ်ကြိုးပမ်းတိုက်ပွဲဝင်တဲ့မှုကိုလေးစားကုန်ရလို့ CBH ကဆိုတယ်။ဆီယနာရှင်စနစ်ပြည်တိုင်ချုပ်ငြိမ်းရေးအတွက်ကချင်လူထုဘာဝင်တနိုင်ငံလုံးရှိပြည်သူလူထုရဲ့တော်လိုင်းစိတ်ဓာတ်နဲ့စေလုံးညီညွတ်မှုကအလုံးရေးကြီးလို့တိုင်းသားအလုံးတန်းတူရေးကိုပိုင်ပြတ်တန်းခွင့်နဲ့တရားမျှတမှုရာရေးကိုအာမခံတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုကိုတည်ဆောက်နိုင်ဖို့အားလုံးရဲ့ရည်မှန်းချက်ဖြစ်တယ်လို့ CBH ကဆိုတယ်။ ဆရာဘိတ်နဲ့ဆိုပါယူမဲချက်ကောင်းအမြန်ကောင်းတဲ့ပေါ်နိုင်တဲ့တိုင်းသားညီကိုမောင်နှမတွေတော်လိုင်းအင်အားစုအားလုံးနဲ့အတူလက်တွေချီတက်သွားမယ်လို့ဆိုတယ်။ကကြံလွတ်လပ်ရေးဖွဲ့ကရယူအနေနဲ့တော်လိုင်းအင်အားစုအားလုံးနဲ့အဓိကပုံယူမဲချက်ပန်းနိုင်ပြတဲ့ဆရာနာရှေ့စနစ်ချုပ်ညီရင်ကိုတခြားမှာမင်းအင်အားစုအားလုံးနဲ့တူပူပေါင်းပြီးအောင်မြင်တဲ့ထိကြိုးပမ်းသွားမယ်ဆိုတာကိုအလေးနဲ့ယုံကြည်လို့လဲဆရာဘိတ်ရဲ့သဝင်လာမှာပေါ်ပြထားပါတယ်။နောက်ဆက်အားဖေးကြရတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါရရှင်။